ြတ်စွာဘုရားရှင်သည်လက်ဝဲတော်ရန်ဖြစ်တော်မူသောအရှင်မဟာမောဂလံမထေရမြတ်ကြီးပြိဋိဘံပြုတော်မူသည်ကိုအကြောင်းပြု၍ဤအတိတ်ဆက်ကြောင်းကိုဟောကြားတော်မူခဲ့ပါသည်။ရှေးလွန်လေပြီးသောအခါကဘာရဏသီပြည်မှာပြမရမင်းကြီးမင်းပြုအုပ်ချုပ်တော်မူပါသည်။ထိုစဉ်အခါကဖျားလောင်းသည်ပြမရမင်းကြီးကိုခါစားရသော ပရောဟိတ်ကြီးတူဦးဤသားဖြစ်ခဲ့ပါသည်။ဖျားလောင်း၏အမိကတော့ ဇောတိပါလလို့ခေါ်တွင်ကြပါတယ်ဇောတိပါလဟာအချိန်တန်အရွယ်ရောက်တဲ့အခါတက္ကသိုလ်ပြည်မှာအတတ်ပညာများတွားရောက်သင်ကြားခဲ့ပြီးသူဟာလေးအတတ်ပညာမှာပါရဂူမြောက်ကျွမ်းကျင်တက်မြောက်လာခဲ့ပါတယ်ဇောတိပါလဗာရဏသီပြည်ကိုပြန်ရောက်တဲ့အခါဗြဟ္မရတ္တမင်းကြီးကသူအားတနေ့လျင်အသပြားတထောင်စီပေးပြီးတော့ရွှေနန်းတော်မှာအမှုတော်ထမ်းစီခဲ့ပါတယ်ဒီအခါမှာဇောတိပါလအရင်ရောက်နေနေကြတဲ့ လေသမားအမှုတော်ထမ်းများကဇောတိပါလာကိုမနာလိုဖြစ်လာကြပြီးသူ့ရဲ့လေအစွမ်းကို တွေ့မြင်လိုကြောင်းမင်းကြီးကိုဝိုင်းဝန်းလျှောက်တင်ခဲ့ကြပါတယ်။ပြမရထမင်းကြီးကဇောတိပါလာကိုဆင့်ခေါ်လိုက်ပြီးသူ့ရဲ့လေအစွမ်းကို ပြသဖို့အမိန့်တော်မှတ်ခဲ့ပါတယ်။လေအစွမ်းပြပွဲမှာဇောတိပါလာဟာကွန်ကင်မှာပြတ်တက်တရန်ရှိနေတဲ့မြားအစုအဝေးကြီးကိုသူ့ရဲ့မြားတစ်ချောင်းနဲ့ပြစ်ခတ်ပြီးတော့ဖြက်စီးပြလိုက်ပါတယ်။ ဒီအခါမှာသူ့ရဲ့လေးအစွမ်းကိုအလုံးတော်အမှုတော်ဌာနများကအံ့ဩဝမ်းသာစွာနဲ့လက်ခံယုံကြည်ခဲ့ကြပြီးသူ့ကိုတရဘင်ကဆိုတဲ့အမည်အသစ်ပေးခဲ့ကြပါတယ်ပြမရတ္တမင်းကြီးဟာတရဘင်ကအားစစ်သူကြီးအဖြစ်ယာရုတုမြက်ခံထားခဲ့ပြီးတော့ရွှေနန်းတော်မှာအမှုတော်ထမ်းစီခဲ့ပါတယ်တရဘင်ကစစ်သူကြီးဟာပြမရတ္တမင်းကြီးထံမှာအမှုတော်ထမ်းရွက်ရင်းမိမိရဲ့လေးအတတ်ပညာဟာအစုံမှာအပေလေးပါးကိုသာ ရောက်စေနိုင်ကြောင်းတနေသောအခါမှာတော့တွေးမိခဲ့ပါတယ်။ဒါကြောင့်တရဘင်ကစစ်သူကြီးဟာစစ်သူကြီးရဲ့ယာရုကိုဆွတ်လွတ်ခဲ့ပြီးယတိဝတ်ခဲ့ပါတယ်။တရဘင်ကယတိဟာရွှေနန်းတော်မှာထွက်ခွာလာပြီးတဲ့နောက်ယတိဝတ်ပြီးဂောရဝရီမြေအနီးကတီတော်တစ်ခုမှာတရားဓမ္မများကြင့်ကြံအားထုတ်ရမှာတော့ခုနှစ်ရက်မြောက်နေမှာပဲအဘိညာဉ်၅ပါးနဲ့တကွဇန်တမာဘတ်၈ပါးကိုရရှိခဲ့ပါတယ်။ပြမရတ္တမင်းကြီးတရဘင်္ဂအီမိဘ၂ပါးနဲ့ ိုင်းခြားမင်းတို့သည်တရပင်ကယသိထံသို့ရောက်လာကြပြီးယသိဝွ၍ကမ္မထံတရားများကိုစီပြန်ပွားများအထောက်ကြရာသူတို့အလုံးဇံအပိန်ညင်ရယသိများဖြစ်လာကြပါလေတရပင်ကထံကိုရောက်ရှိလာကြတဲ့ယသိတွေဟာတဖြည်းဖြည်းနဲ့အရေးအတွက်များပြားလာတဲ့အတွက်တရပင်ကယသိကြီးကဇံအပိန်ညင်ရယသိ၆ပါးတို့အားခေါင်းဆောင်စီပြီးတော့နေရာတွေခွဲခြားပြီးတော့နေထိုင်စီခဲ့ပါလေ အနုတိတ်တရအမိရတဲ့ယတိရတော်ဖရာလောင်တရပင်ကယတိအနီးမှာပဲဆက်လက်ပြီးတော့သရင်သုံးနေထိုင်ခဲ့ပါတယ်။ကီတာဝိဆယတိရတော်သူဆန္ဒလျောက်တရပင်ကယတိကြီးထံခွင့်ပန်ကတန်တကီမင်းရဲ့နိုင်ငံတော်ဖြစ်တဲ့ကိုဘဝတီမြို့ကဥယျံတော်အတွင်မှာသရင်သုံးနေထိုင်ခဲ့ပါတယ်။ကိုဘဝတီမြို့မှာစစ်သူကြီးဟာကီတာဝိဆယတိကြီးကိုကိုယ်ဝယ်စီကပ်ပြီးရိုသေးစွာလှုပ်ကြွေးပြုစုခဲ့ပါတယ်။ တနေ့မှာယာရုကဖြုတ်ချခံရတဲ့ပြစ်ဒဏ်စာမဲ့တဦးဟာစိတ်ညစ်ညစ်နဲ့ဥယျာဉ်တော်အတွင်းကိုလှည့်လေကြည့်ရှုရင်ကိတာဝစ္စယတိကိုမြင်တွေ့သွားခဲ့ပါတယ်။သူမအနေနဲ့ကိတာဝစ္စယတိအားသူ့ရုပ်မှတ်ထင်ပြီးတော့ချွဲတလိတရွေးများနဲ့ထွေးပြီးတော့အိမ်ကိုပြန်သွားခဲ့ပါတယ်။စိတ်ညစ်ညစ်နဲ့အိမ်ကိုပြန်သွားတဲ့သူမဟာအိမ်ပြန်ရောက်တဲ့အချိန်မှာပဲဘယင်ကြီးကယာရုနေရာကိုပြန်လဲခံထားတဲ့အချိန်နဲ့တက်ဆိုင်သွားခဲ့ပါတယ်။ နီလွယ်နီမာကို နီမာလက်မှတ်ထင်ခဲ့တဲ့သူမဟာကိတာဝိဆယတိကြီးကိုချွေးတလိတရွေးများနဲ့ထွေးခဲ့တဲ့အတွက်အခုလိုယာရုကို ပြရတာဖြစ်ကြောင်းလွယ်မားစွာမှတ်ထင်ယုံကြည်သွားပါတော့တယ်။တနေ့မှာတော့ယာရုကနှုတ်ပဲခံရတဲ့ပရောဟိတအူဟာစိတ်ညစ်ညစ်နဲ့ပြစ်ဒဇာမယ်လိရှိရာကိုရောက်ရှိလာပါတယ်။ပြစ်ဒဇာမယ်လိနဲ့တွေ့တဲ့အခါဒီလိုမူလယာရုကိုပြန်ရအောင်ဘယ်လိုအဆောင်အစီရင်ကောင်းနေလုပ်ခဲ့တလဲလို့မင်းမြတ်တဲ့အခါပြစ်ဒဇာမယ်လေးက ူမလုပ်ခဲ့တဲ့လုပ်ရက်တွေကိုမြင်ရင်ရှိရင်နဲ့ပြန်လည်ရှင်းပြခဲ့ပါလေကိုမောက်ရီမျိုးကဥယျာဉ်တော်တစ်ခုအတွင်းမှာကာလဂန်နီရတိတဘာနေထိုင်ကြောင်းနဲ့ထိုရတိကိုချွဲတလိတတွေးများနဲ့ထွေးခဲ့ကြောင်းဒါကြောင့်မိမိယာရုကိုပြန်လည်ရရှိခဲ့တာဖြစ်ကြောင်းသူမလုပ်ခဲ့တဲ့နီလွယ်နီမာကိုနီမန်လက်မှန်အဖြစ်မြင်ရင်ရှိပြန်လည်ရှင်းပြခဲ့ပါလေဒါကိုသဘောကျသွားတဲ့ပရောဟိတ်ပရောဟိတ်ကြီးကလည်းပြစ်စားမဲ့ပေးတဲ့အကြံဉာဏ်အတိုင်း ကိုမဝရီမျိုးကဥယျာဉ်တော်အတွင်းကိုတွားရောက်ခဲ့ပြီးကီတာဝိဆာယတိကြီးကိုချွဲတလိတရွေးများထွေးကာတပူစားပတ်များခေါင်းပုံကိုပြစ်တင်ခဲ့ပါတယ်တက်ဆယ်မှုတစ်ခုကတော့သူအိမ်ဝင်ပြန်ရောက်သွားချိန်မှာပဲဘယင်မင်တရာကြီးထမမူလရာထူးတို့ပြန်လဲခံထားကြောင်းအမိန့်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာတော့ဓန္နဂီမင်းကြီးဟာတဘုံရံတစ်ခုကိုနေနှင်းဖို့အတွက်စစ်အင်္ဂါလေးပါးခြံရံကကိုယ်တိုင်စစ်ချီထွက်ခဲ့ပါတယ်စစ်ချီထွက်လာတဲ့ဓန္နဂီမင်းကြီးအား ပရောဟိတ်အမတ်ကြီးကစစ်ပွဲအောင်နိုင်ကြောင်းရရရာအစီရင်တစ်ခုကိုနီပေလန်းပြရှောက်တင်ခဲ့ပါတယ်။အဲ့ဒီနီပေလန်းပြအစီရင်ကတော့ကုံဘဝတီမြို့ကဥယျာဉ်တော်တစ်ခုအတွင်းမှာသတင်းသုံးနေထိုင်တဲ့ကီတာဝိဆရတိအားကာလဂန်နီဟုဆိုကချွေးတလိတတွင်များနဲ့ထွေးမယ်ဆိုရင်အရှင်မင်းကြီးစစ်ပွဲအောင်နိုင်မှာဖြစ်ကြောင်းနီပေလန်းပြရှောက်တင်ခဲ့ပါတယ်။ဒါကြောင့်တန်ကြီးမင်းကြီးနဲ့နောက်လိုက်နောက်ပါများဟာကိုဘဝရီ မြို့ဝဥယျာဉ်အတွင်းမှာသတင်းသုံးနေထိုင်တဲ့ကီတာဝစ္စရတေကြီးကိုချွဲတိတ်တွေများနဲ့ဝိုင်းဝန်းထွေးကာစစ်မြေပြင်ကိုထွက်ခွာသွားခဲ့ကြပါတယ်ကီတာဝစ္စရတေကိုကူးခွေတဲ့စစ်သူကြီးဟာအကြောင်းစုံကိုသိရတဲ့အခါမြတ်စွာစိတ်မချမ်းမသာဖြစ်ပြီးတော့ရတေကြီးရဲ့ကိုဘောကအညစ်အကြေးတွေကိုကိုတိုင်ဖေရှားရှင်းလင်းတုတ်တင်ပေးခဲ့ပါတယ်အဲ့ဒီနောက်အရှေရတေမင်းကြီးသည် မိတို့ဖြစ်နိုင်ပါသည်ဟုလျှောက်ထားမေးမြန်းခဲ့ပါတယ်။ထိုအခါကိတာဝဆယတိကြီးကတကားတော်နတ်တို့သည်အမျက်ထွက်ကြသဖြင့်ခုနှစ်ရက်မြောက်သောနေ့တွင်ဤတိုင်းပြည်ကိုဖျက်ဆီးကြပြီလိမ့်မယ်။တကားတော်သည်မိသားစုကိုခေါ်၍ဤတိုင်းပြည်မှ ထွက်ခွာသွားတော်ဟုမိန့်ဆိုခဲ့ပါတယ်။ဒါကြောင့်စစ်သူကြီးကလည်းသူ့ရဲ့မိသားစုကိုခေါ်ဆောင်ပြီးတော့ဒန်ဒဂီမင်းရဲ့နိုင်ငံတော်ကနေထွက်ခွာသွားခဲ့ပါတယ်။ကိတာဝဆယတိဤဖြစ်ရင်ကို တိမြင်တဲ့တရဗင်ကယတိကြီးဟာယတိဖြူနှစ်ပါးကိုကီတာဝိဆာယတိထံဆေးလွှတ်လိုက်ပါတယ်။ယတိဖြူနှစ်ပါးတို့ဟာကီတာဝိဆာယတိကြီးအားမြောင်ဆောင်ထန်းစဉ်တစ်ခုမှာတင်ပြီးတော့ကုံဘဝရီမြို့ဥယျာဉ်မှာတရဗင်ကယတိကြီးထံသို့ကောင်းကင်ခီးဖြင့်ဆောင်ယူခဲ့ကြပါတယ်။ခொနည်းရဲ့မြောက်တော်နေ့မှာသဘုံရံကိုနှိမ့်နှင်းအောင်မြင်လာတဲ့ဒန္တကီမင်းကြီးဟာကုံဘဝရီမြို့တော်ကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ဒန္တကီမင်းကြီးဝင်ရောက်လာတဲ့အချိန်မှာပဲ မိုးများဖြိုင်ဖြိုင်ရွာသွန်းခဲ့ပါတယ်။ရိုးရိုးမိုးရွာသွန်းပြီးနောက်ကောင်းကင်ကတဲဖြူမိုးများဆက်လက်ပြီးတော့ရွာသွန်းခဲ့ပါတယ်။တဲဖြူမိုးရွာသွန်းပြီးတဲ့နောက်ကောင်းကင်ကနှစ်ပတ်မိုးများဆက်လက်ပြီးတော့ရွာချခဲ့ပါတယ်။တန်တကြီးမင်းကြီးနဲ့တကွာတိုင်းသူပြည်သားများဟာဝမ်းမြောက်ပျော်ရွှင်စွာနဲ့နှစ်ပတ်မိုးထဲမှာကခုမြူရူခဲ့ကြပါတယ်။နှစ်ပတ်မိုးများရွာသွန်းပြီးတဲ့နောက်ကောင်းကင်ကပယ်မိုး အတပြာရွှေငွေမိုးများနဲ့နတ်ဝတ်တစားမိုးများဆက်လက်ပြီးတော့ရွာချပေးခဲ့ပါတယ်။ကုံပဝရီပြို့သူမျိုးသားများဟာဝမ်းမြောက်ပျော်ရွှင်စွာနဲ့ရွှေငွေလက်ဝတ်ယတနာများကိုသူတဲ့ငါအပြိုင်လူရဲ့ကောက်ယူခဲ့ကြပါတယ်။ရုတ်တရက်ဆိုသလိုကောင်းကင်ထက်ကနေပြီးတော့ဓာလန်မြားအစရှိတဲ့လက်နက်မိုးများရွာသွန်းခဲ့ပါတယ်။လက်နက်မိုးများရွာသွန်းပြီးတဲ့နောက်ကောင်းကင်ထက်ကနေမိကြီးမိုးများဆက်လက်ရွာသွန်းခဲ့ပါတယ်။ မိကြီးမုံများရွာသွန်းခဲ့တဲ့အခါမှာတော့ကိုဘဝရီမြို့တော်တစ်ခုလုံးမိခုံခုံတောက်လောင်ကမန်းပူလောင်ခဲ့ပါတယ်။အဲ့ဒီနောက်တောင်ထွတ်မိုးများနဲ့တဲပြူမိုးများအဆက်မပြတ်ရွာသွန်းခဲ့တဲ့အခါမှာတော့ဒန်နကီမင်းကြီးနဲ့တကွသူ့ရဲ့နိုင်ငံတော်ဟာပျောက်ကွယ်သွားခဲ့ရပါတော့တယ်။ဒီသတင်းကိုကြားရတဲ့အခါကာလင်ဂါမင်းအထကမင်းဗိမာရထမင်းနဲ့တခြားမင်းတို့ဟာတရဗင်္ဂယတိကြီးရှိရာကိုရောက်ရှိလာကြပါတယ်။ တရားမင်းကသူတိလိုတဲ့ပြဿနာခုနှစ်ရက်ကိုတရဘင်ကယတိကြီးအားမေးမြန်းလျှောက်ထားတဲ့အခါယတိကြီးကကောင်းစွာ ဖြေချပေးတော်မူခဲ့ပါတယ်။ထိုဖြေချချက်များကိုကြားနာရတဲ့အခါထိုမင်းသုံးပါးတို့ဟာယတရဘင်ကယတိကြီးထံမှယတိပြုခဲ့ကြပြီးမကြခင်မှာသူတို့အားလုံးဟာဇံအပိန်ညင်ရတဲ့ယတိများဖြစ်ကြပါတယ်။တရားမင်းကလည်းသူ့ရဲ့နေရက်ကိုပြန်သွားခဲ့ပါတယ်။ ထိုစဉ်အခါကတရဘင်္ဂယတိကြီးနှင့်အတူနေထိုင်ခဲ့သောအနုတိတ်တရယတိဟာယခုအခါအရှေအာနန္ဒမထေဖြစ်လာပါတယ်။ထိုစဉ်အခါကကိတာဝစ္စယတိကြီးဟာယခုအခါအရှေမဟာမောဂလံဖြစ်လာခဲ့ပါတယ်။ထိုစဉ်အခါကတရဘင်္ဂယတိကြီးဟာယခုအခါမြတ်စွာဘုရားဖြစ်လာပါတယ်ဟု၍မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှာတရဘင်္ဂဇတ်ကိုဟောကြားခဲ့ပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ ယူကျူပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေတော်မူနိုင်ကြပါစေ။